ဖုန်းရွှေလို့လူအများခေါ်ကြတဲ့ဖန်းရွှင်ဆိုတဲ့ပညာရပ်ဟာတရုပ်ရိုးရာအမှုပညာတဘာဝဗေဒနဲ့စွမ်းရင်သဘောတရားများကိုပေါင်းစပ်ထားတဲ့ပညာတစ်ခုဖြစ်ပြီးလူနဲ့ပတ်ဝန်းကျင်ကိုချိန်ညှိပေးတဲ့ပညာဖြစ်ပါတယ်။လေချောင်းတင့်ရာရေစီးစင်ရာကိုနားလည်ပြီးအေးချမ်းတည်ငြိမ်တဲ့နေရာတစ်ခုဖန်တီးဖို့ဒီပညာရပ်ကိုအသုံးပြုကြပါတယ်။ဖန်းရွှင်ဆိုတာတရုပ်စကားလုံးနှလုံးဖြစ်တဲ့လေလို့အတိတ်ပဲရတဲ့ဖန်းနဲ့ ဒီလိုအသေးပဲရတဲ့ရွှေဆိုတဲ့သကလုံးတွေကနေပေါ်ပေါက်လာတဲ့နံပါတ်ဖြစ်ပါတယ်။တကယ်တော့လေနဲ့ရေဆိုတာမျောမှန်းတွက်ဆလို့မရတဲ့အရာဆိုပေမဲ့စွမ်းရင်ကိုကိုးစားပြုတဲ့အရာများပဲဖြစ်ပါတယ်။ Fancy ပညာရဲ့ဟာလူနဲ့ပတ်ဝန်းကျင်အကြားစွမ်းရင်ညှိနှိုင်းမှုသဘောတရားအနေနဲ့သုံးလို့ရှိပါတယ်။ကြီးရှုသူမိတ်ဆွေများအတွက်စိတ်ဝင်စားဖွယ်ဘူးတုဒ္ဒဖြစ်ဖွယ်အကြောင်းအရာများတင်ဆက်ပေးသွားမှာမို့ the prehab channel လေးကို like and subscribe လုပ်သွားပြီးပါဦးခင်ဗျာအဲ့တဲ့အိမ်ဖြစ်ဖြစ်အဆောက်အဦတစ်ခုပဲဖြစ်ဖြစ်စောက်လို့ရမှာစွန့်ရင်ပြေးွားဖို့ကံကောင်းခြင်းကျမ်းမာခြင်းနဲ့လက်လာပါပေါများဖို့အတွက်ဒီပညာကိုအသုံးပြုကြပါတယ်။ Fan Train ကိုတရုတ်နိုင်ငံမှာစတင်အသုံးပြုလာတာဟာခမန်းကြီးအဖြစ် BC 3000ကတည်းကဖြစ်ပါတယ်။အစပိုင်းမှာတော့အိမ်ဆောက်ရနေရာရွေးဖို့အတွက်စတင်အသုံးပြုက မူးအောင်ဖို့ရေရရှိရန်နဲ့လေဝင်လေထွက်ကောင်းမှုစေရန်အတွက်လည်းအသုံးပြုခဲ့ကြပါတယ်။တရုတ်လူမျိုးတွေအတွက်လေနဲ့ရေဆိုတာအသက်ရှင်ကျန်းမာဖို့အတွက်အရေးကြီးတဲ့ဓာတ်သဘောတွေပဲဖြစ်ပါတယ်။တရုတ်စကားလုံးကြည်ဆိုတဲ့စွန့်ရင်တစ်မျိုးဖြစ်ပြီးလေနဲ့ရေကဲ့သို့မမြင်နိုင်ပေမဲ့အမှန်တကယ်တည်ရှိနေတဲ့စွန့်ရင်တစ်ခုပဲဖြစ်ပါတယ်။ဖန်ရှိပညာရပ်ပါ G ဟာအဓိကအချက်ပါပဲ။လေက G ဆိုတဲ့စွမ်းအားကိုတည်ဆောင်ပြီးရေက G ကိုစူးစီးပေးတယ်လို့ယုံကြည်ကြပါတယ်။ဒါကြောင့်ပဲဒီပညာကို function ဆိုပြီးအမည်ပေးခဲ့ကြတယ်လို့ထင်မှတ်ရပါတယ်။အိမ်ဝင်တကားက G ဝယ်ရနေရာဖြစ်လို့ပိတ်ဆို့တားဆီးနေတာမျိုးမဖြစ်အောင်အဲ့ရာကိုတောင်ဘက်သို့ထားမအေးတဲ့လာမျိုးနဲ့ရေကန်ဖြော်ပြမှုနဲ့ပတ်သက်တဲ့အရာတွေကို အရှိပံမှာထိုင်ကန်ကောင်းစီရဲဆိုတဲ့အယူဆများပါဝင်တယ်လို့သိရပါတယ်။ဟန်မင်းဆက်နောက်ပိုင်းမှာဖန်ထရိပင်ကကို နေရာရွေးချယ်ရပါနန်းတော်တီနေရာကဆလို့တင်းကျိုင်းတကြူတဲ့နေရာဒီအသုံးပြုလာကြပါတယ်။ပထဝီအနေထားတွေနဲ့နေရာအနီးဝေးစားတဲ့အချက်တွေကိုလူနဲ့တဘာဝစွမ်းရင်ချိန်ညှိရအတွက်တုံးကြပါတယ်။ယနေ့ခေတ်မှာတော့လူလေအိမ်ယုံ နေရာအလှပဖန်တီးမှုတွေမှာအသုံးဝင်တဲ့အမှုပညာပုံစံတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီပညာရပ်ဟာဗေဒပညာနဲ့ဤပညာပေါင်းစပ်ထားတဲ့ပညာတစ်ခုဖြစ်ပြီးအနာဂတ်မှာလူမှုဘဝအတွက်တန်ဖိုးရှိနေတဲ့ဖြစ်ပါတယ်။ဖန်ထရင်ကိုတရုတ်နိုင်ငံနဲ့တမကစင်ကာပူ၊မလေးရှား၊ထိုင်ဝမ်၊အမေရိကန်နဲ့အနောက်တိုင်းနိုင်ငံတွေပါပါကြေကြေပြပြအသုံးပြုနေကြပါတယ်။